မင်္ဂလာပါရှင်ဒီနေ့ဆီမဆက်ဗီရှင်းပြပြီးမှာကစရုပ်ထရန်တင်ချာရဲ့အခန်း73ပြန်လည်လေးချင်းခန်းစာမျက်နှာ126ရဲ့ဒီပုံစံလေးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာသူကအပေါင်းရဲ့အနှုတ်ရဲ့အမြောက်တို့မဟုတ်အစာဒီ3ခုဒီ4ခုဒီသင်္ကေတ4ခုကိုအသုံးပြုပြီးတော့မှဒီညီမြချင်းကိုမှန်ကန်အောင်ပြုလုပ်ပေးရပါမယ်တဲ့ဆိုတော့ဆရာမတို့ဒါလေးကိုစဉ်းစားကြည့်အောင် နမကကြီးက၄အပေါင်း၄ပြီးတော့မှဒီခွက်လက်ကလေးပေးထားတယ်၄အဲ့ဒါပြီးတော့အဖြေက9ရထားတယ်ဆိုတော့ဆရာမတို့ဒီလိုလေးစဉ်းစားမယ်၄ရဲ့၄ရဲ့ပေါင်းပါဆိုတော့၈၈ကိုမှဆရာမတို့တကယ်တော့ဒီမှာအပေါင်းလက္ခဏာဒါထည့်ကြည့်မယ်ဆိုရင်၈အပေါင်း၄ဆိုတော့ဘယ်လိုရလဲ၁၂ရတယ်ဆိုတော့ဒါအပေါင်းလည်းမဖြစ်နိုင်တော့ဘူးတကယ်လို့ဆရာမတို့က၈အနုပ်ဆိုပြီးတော့မှအာဒီအနုပ်၄လို့ထည့်လိုက်လို့ရှိရင်လည်းအဖြေက၄ရတယ်ဆိုတော့အနုပ်၄လည်းမဖြစ်နိုင်ဘူးပေါ့နော် ဒီနေရာမှာတကယ်လို့အမြောက်ထဲ့မယ်ဆိုရင်ဆိုတော့ဒီအလေးအပေါင်းလေးက၄ရက်အပေါင်း၄အမြောက်၄ဆိုမှဒီလိုရမယ်ဟုတ်လားအဲ့ဒါဆိုရင်ကောဆရာမတော်ကဘာကိုအရင်ရှင်းရတာလဲအမြောက်ကိုအရင်ရှင်းရတာအပေါင်းနဲ့အမြောက်ဆိုရင်အမြောက်ကိုအရင်ရှင်းရတာလေးလေးလီယာ16 16အပေါင်းလေးက20ဆိုလို့ရသွားမှာခဲ့ဒါဆိုအမြောက်လည်းမဟုတ်ပြန်ဘူးပေါ့ဒါဆိုရင်ဆရာမတို့ကအဲ့ဒီနေရာမှာလေးအပေါင်းလေးဆိုပြီးတော့မှအစားလေးထည့်ကြည့်လိုက်မယ် ဒီလိုမျိုး sorry လေးအပေါင်းလေးအစားလေးဆိုတော့ဒီလိုမျိုးအပေါင်းရဲ့အစားရဲ့ဒီလိုရှိလို့ရှိရင်ဆရာမတို့ကမြောက်စားပေါင်းလို့ဖြစ်တဲ့အတွေ့အကြုံမလို့အစားကိုအရင်ရှင်းမယ်လေးအစားလေးဒီတက် နော်ပါတော့နော်လေးရစားလေးကတစ်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးရပေါင်းတစ်ဆိုတော့ငားရမယ်တဲဒါဆိုရင်ဆရာမတို့အဖြေရသွားပြီဒီနေရာမှာထည့်ရမယ်အဲဒီသင်္ကေတပေါ့နော်သူဒီသင်္ကေတကဘာဖြစ်မလဲဒီအပေါင်းရဲ့အနှုတ်ရဲ့အမြောက်ရဲ့အစားရဲ့ထဲကဘာဖြစ်မလဲဆိုတော့အစားဖြစ်မှာပေါ့ရပြီလားနောက်တစ်ခုကြည့်အောင်ရှေ့အမြောက်နဲ့အနှုတ်သုံးညီမြချင်း ရှေ့မြောက်နဲ့ဒီမှာအမြောက်ရှိတယ်အနှုတ်ရှိတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအမြောက်ကောအနှုတ်ကောဒီလိုမျိုးလက္ခဏာတွေရောနေရင်မြောက်စားပေါင်းတော့အမြောက်ကနေစပြီးတော့မှရှင်းမယ်ရှင်းတယ်လီက16ဆိုတော့16အနှုတ်3က73ရယ်။ကဲဒီဘက်ချမ်းက73ရယ်ဆိုရင်ညီမချင်းရဲ့တစ်ဖက်ကိုလည်း73ရအောင်စဉ်းစားရတော့မယ်။ဟုတ်လား။ကဲဒါဆိုရင်ကျွန်တော်အပေါင်းနေကြည့်တဲ့ထက်ကြည့်အောင်။အပေါင်းအပေါင်းဆိုတော့3အပေါင်းနဲ့က ငါအပေါင်းရှစ်က73ဆိုတော့အပေါင်းတွေကြီးတဲ့ထည့်လိုက်တော့မှန်တာပေါ့။ဒါဆိုရင်ကျွန်တော်က3အပေါင်းနှစ်ကငါငါအပေါင်းရှစ်က73ဆိုပြီးတော့အပေါင်းလက္ခဏာနှစ်ခုရသွားတယ်။နားပြီနော်။ဂျန်နာတွေထည့်ရင်တော့မရတော့ဘူး။တို့တကယ်လို့အနှုတ်တွေထည့်မယ်ဆိုရင်73မရနိုင်တော့ဘူး။ဟုတ်ပြီနော်။အမြောက်တွေထည့်မယ်ဆိုရင်လည်း73ကမရနိုင်တော့ဘူး။တဘောပေါ့လား။ကောင်းငယ်ကြည့်ရအောင်နော်၄အမြောက်နှစ်အပေါင်း၃အမြောက်၁၄အမြောက်နှစ်ကတစ်ခု ၃အပေါင်းတက်ကတစ်ခုဓာတ်ရဲကလက္ခဏာကအပေါင်းဒါဆိုကျွန်တော်တို့တစ်ချင်းတစ်ချင်းရှင်းပြီးတော့မှပေါင်းပါ၄နဲ့လီက၈၈၈အပေါင်း၃တက်လီက၃ဆိုတော့ရှေ့အပေါင်း၃ကဘယ်လောက်လဲ17ရတယ်ခဲ့ဟုတ်ပြီဒီဘက်ကညီမြချင်းကိုဆရာမတို့ရှင်းလိုက်တာဒီ17ရတယ်ဆိုရင်ဒီဘက်ကိုလည်းပဲ17ရအောင်စဉ်းစားရလိမ့်မယ် ဆိုတော့ဆရာမတို့ကြည့်ကြည့်အောင်တကယ်လို့ဒါအပေါင်းနေကြီးတဲ့ထဲလိုက်ရင်ကို17ရသလားစဉ်းစားကြည့်မယ်နော်၄ရပေါင်း3က9 9ရပေါင်း2က9 9ရပေါင်း1က10ဆိုတော့အပေါင်းနေကြီးတဲ့ထဲရင်လည်းပဲမရတော့ဘူးအနောက်တေကြီးတဲ့ထဲလိုက်လို့ရှိရင်လည်း17ကတော့မရနိုင်တော့ဘူးဟုတ်လားကဲဒါဆိုရင်အမြောက်တွေအစားတွေထည့်ရလိမ့်မယ်ဆိုတော့အရင်ဥပုပ်ဆယ်ဘရုံးဒီမှာ၄နဲ့၃နဲ့မြောက်ကြည့်လိုက်မယ်၄၃၄၁၁၁နဲ့၁နဲ့ပေါင်းကြည့်လိုက်မယ် စက်နှစ်အပေါင်းနှစ်ကစက်နှစ်အပေါင်းနှစ်ကဘယ်လောက်ရလဲ14ရတယ်ကဲ14ဆိုလို့ရှိရင်ဆရာမတော်ကများနေပြီဆိုတော့တစ်ကိုနှုတ်လိုက်လို့ရှိရင်ကော73ရတယ်ဆိုတော့ဒီနေရာမှာအပေါင်းမဖြစ်နိုင်တော့ဘူးတပပေါ့လားဒီနေရာမှာအပေါင်းမဟုတ်တော့ဘူးအပေါင်းဆိုရင်14ရလို့14တည်းကတစ်ကိုနှုတ်ရင်လည်း73ပဲရလို့တပပေါ့လို့နော်ကဲဒါဆိုရင်43 42ရပြီ72ထဲကဆရာမတော်နှစ်ကိုနှုတ်ကြည့်လိုက်မြင် စနစ်တရားနေ့ကုန်တော့တက်စေ30ရဲ့တည့်ရဲ့ပေါင်းလိုက်ရင်စက်တင်မရောက်လားရတာပေါ့ဒါဆိုလို့ရှိရင်ဆရာမတို့ထည့်ရမယ့်လက္ခဏာကအမြောက်ရဲ့အနှုတ်ရဲ့အပေါင်းဆိုတော့ဒါကိုရှင်းတဲ့အချိန်မှာအရင်ဦးဆုံးအမြောက်တည်အနှုတ်တည်အပေါင်းတည်ရောနေလို့ရှိရင်ဆရာမတို့ဘာလို့ရတယ်လဲငွေ sorry အမြောက်စားပေါင်းလို့ဆိုတော့အမြောက်တည်အစားတွေအရင်ရှင်းရတယ်ဆိုတော့၄၃နေစနစ်စနစ်ထဲကနေ့ကုန်တော့တက်စေ30ရဲ့တည့်ရဲ့ပေါင်း sorry စနစ်ထဲကနစ်ကွန်တော့30ဟုတ်ပြီ30ရဲ့1ရဲ့ပေါင်းတော့70ဆိုပြီးတော့ရသွားတာပေါ့ရမလားနားလည်တယ်เนาะဒါဘာမှမခက်ပါဘူးဒါလေးကစဉ်းစားစရာလေးတွေပဲပေးထားတာပါနောက်တစ်ခုကြည့်အောင်အမှတ် A ကိုဖြည့်ရွှေမြင်းအန်နဲ့တောင်းမတ်ကြတော့မြင်းတစ်ချောင်းဆွဲပါ အမတ်အေးကိုဖြတ်ပြီးတော့မှမြင်းအန်နဲ့တောင်းမတ်ကြတဲ့မြင်းတကြောင်ဆွဲရမယ်။အဲ့ဒီအမတ်အေးကိုဖြတ်ပြီးတော့မြင်းအန်နဲ့ပြိုင်တဲ့မြင်းတကြောင်ဆွဲရမယ်။ဒီနေရာမှာပဲဆွဲရမှာ။ तू ကတစ်ခုတည်းပေးထားတယ်။ဟုတ်လား။နှစ်ခုမပေးထားအောင်။နော်မြင်းเจ้าနေအမတ်တွေကိုနှစ်မတ်တွေမပေးထားအောင်ဆိုဆင်မလို့ဒီနေရာမှာပဲဆွဲမယ်။ကဲဒါဆိုရင်ပထမအဦးဆုံးဒီတောင်းမတ်မြင်းဆွဲတာကနိဒန်းနေအများကြီးရှိတဲ့အထဲမှာဘယ်လိုဆွဲမလဲ။အဲ့တော့ အဲ့ဒါဒီကလေးတော့အနေနဲ့ပေါ့နော်ဒါလေးကိုတက်တက်ဖြတ်ချလိုက်လို့ရှိရင်ကောမရဘူးလားဒါရတာပေါ့ဒီမှာရသွားပြီဒါ90ဒီဂရီဟုတ်လားအဲဒါသတ်မှတ်မြင်ဆွဲချင်တာအဲ့လိုမှမဟုတ်ပဲနဲ့ဒီစဝိုင်းချမ်းလေးနဲ့ထောက်ပြီးတော့မှသူ90ဖြစ်မဲ့နေရာဒီအကိုက်ပေါ့နော်ဒီအီအမတ်ကလေးနဲ့90ဖြစ်မဲ့နေရာလေးကိုဒီလိုလေးထောက်ပြီးတော့မှဒီလိုလေးဖြတ်ချလိုက်လို့ရှိရင်လေရတာပဲပေါ့ဟုတ်လားအဲ့တော့ဆရာမတို့ဒါသတ်မှတ်ဆွဲတဲ့နည်းတွေက ဒါ90ဒီဂရီဆွဲတဲ့နည်းတွေကရှေ့မှာလည်းပြောပြပြီးပေါ့နော်ဒါကတော့သိပြီးမခက်ခဲပါဘူးကဲဒါဆိုရသွားရောဆိုတော့အမတ် A ကိုဖြတ်ပြီးတော့မှမြင်း L နဲ့တောက်မှတ်ကြတယ်မြင်းတစ်ချောင်းဆွဲပါဆိုဆွဲပြီးသွားပြီအမတ် A ကိုဖြတ်ပြီးမြင်း L နဲ့ပြိုင်တော့မြင်းတစ်ချောင်းဆွဲပါဆိုတော့ပြိုင်တဲ့မြင်းကိုဘယ်လိုဆွဲမလဲရှေ့ကဒီတင်ကန်းစာတွေမှာတင်ခဲ့ပြီးသားမြင်းပြိုင်ကိုဆွဲတဲ့နည်းတွေကိုဆရာမတို့ဒီဒီ အသုံးထောက်ကျင်တွေသုံးပြီးတော့မှဆွဲလို့ရတယ်။ဒါမှမဟုတ်ပေတဲ့ကိုပဲသုံးပြီးတော့မှလည်းဆွဲကျင်ရ။ဒါဟုတ်ဒီလိုခိုင်းချလိုက်မယ်ဆိုတော့ဟုတ်ပြီနော်။အဲ့ဒီတော့ဒီဘက်မှာဒီဘက်မှာလည်းဒီလိုမျိုးလေးဆံမသူ့ကိုထားလို့မရတော့ပေတဲ့လေးထားလိုက်မယ်။ဒီလိုမျိုးလေးထားလိုက်မယ်။အဲ့တော့ထားလိုက်ပြီးတော့မှဒီဆံမကဒီအသေးကင်ထားလိုက်မယ်နော်။အသေးကင်ပြီးလို့ရှိရင်ဒီဘက်ကိုလည်းတုံးထောက်ကျင်တွေထားလို့ရဆီယမဒီဘက်မှာစာရွက်တီရှိနေလို့ဟုတ်ပြီလားဆိုတော့ဒီလိုလေးဆက်သွားလိုက် ဆက်သွားလိုက်လို့ရှိရင်ဒီမှာဒီလိုလေးအေးနေရအကက်ရောက်ပြီဆိုတာနဲ့ထားလိုက်ပြီးတော့ဒီလိုလေးဆွဲလိုက်အဲ့ဒါဆိုရသွားရောပေါ့ဟုတ်လားအေးနဲ့ပြိုင်တဲ့မြင်းပြိုင်ဒီအေးအမှတ်ကိုဖြတ်ပြီးတော့ဒီဘက်ကိုတော့ဒီလိုကပြင်ဆက်ဆွဲလိုက်လို့ရတယ်ဒီမျိုးလေးဆက်ဆွဲလိုက်လို့ရှိရင်ဒါရသွားပြီ။မြင်းဖြောင်း L နဲ့ပြိုင်တဲ့မြင်းတစ်ချောင်းဒီမှာရသွားတယ်။သူ့ကိုဆရာမတော်ကဒီမှာ L ဆိုသူ့ကို M ပေးရင်လည်းရတာပဲဟုတ်လား။ ဆိုတော့ကိုကြိုက်တယ်လို့မျိုးလေးရေးဆွဲလို့ရပါတယ်တခါပါမှမခက်ခဲပါဘူးနောက်တော့ကြည့်အောင်နံပါတ်၄ကဟောပြပါအနှမြန်စတူကန်နေထရပီစီယန်တို့ကိုဆွဲပါဆိုတော့ဒီပုံမှာဆရာမတို့ဘာလို့အရင်ဆွဲမှာလဲ။ဒါကအနေပြန်စတုကန်ဖြစ်တဲ့အတွက်ကြောင့်သူက8 cm ဆိုရင်ဒါလည်း8 cm ဆိုတာသိရမယ်။ဒါက4 cm ဆိုရင်ဒါလည်း4 cm ဆိုတာသိရမယ်။ အဲ့တော့အရင်ဆုံးသူ့ကိုဆွဲပြီးတော့မှဒီ၈စင်စင်မီတာကိုဆွဲပြီးတော့ဒီမှာ80ဒီဂရီတိုင်းတိုင်းပြီးတော့ဒီလိုလာဒါက၄စင်တီမီတာဒီဘက်က၈စင်တီမီတာလာမယ်ဒီဘက်ကို၄စင်တီမီတာဆက်ပြီးတော့ဆွဲလိုက်ရုံပဲတကယ်လို့ပေါ့နော်ပလေးတို့အနေနဲ့ဒါကိုသာအရင်ဆွဲသွားတဲ့ဆွဲလိုက်တယ်ဆိုရင်တော့မှဆရာမတို့ကမရဘူးလားဆိုတော့ရတာပေါ့ဒါ80ဆိုရင်သူတို့သူ့နဲ့နီးစက်နေတဲ့ဒီထောင်းတွေဘယ်လောက်ရှိရလဲ 90ဒီ180တဲ့က90လောက်လိုက်လို့ရှင်ရသွားပြီဒါ130ရှိတယ်ဆိုတော့သိရတယ်ဒါဆိုဒီတော့ဟို130တိုင်းပြီးတော့ဆွဲလို့ရတယ်သဘောပေါက်လားဆိုတော့ဆရာမအဲ့နှစ်နီးလုံးကိုရှင်းပြပေးပါမယ်ပထမအုပ်ဆုံး8စင်တီမီတာရှိတဲ့အနာသနာကိုဆရာမဆွဲလိုက်မယ်ဟုတ်ပြီနော်ဒီအပေါ်ကအနာကိုဆွဲမှာအဲ့ဒီကဒီအနာဆွဲပြီးသွားပြီဆိုရင်အဲ့ဒီမှာဘယ်လောက်ဒီဂရီတိုင်းရမှာလဲဆိုတော့90ဒီဂရီတိုင်းမယ်ဆိုဆက်ဝိုင်းကြောင်ဆရာမဒီလိုထားရလိမ့်မယ်အဲ့တော့ အဲ့လိုမျိုးလေးလှုပ်ထားပြီးတော့မှအဒီ90ဒီဂရီတိုင်းလိုက်မယ်ဆိုတော့90ဒီဂရီဒီတောင်းကဒီလိုလာမှာနော်၃ည၁၀၂၀၃၀၄၀၅၀၆၀90ဆိုတော့ဒီနားလေးမှာ90ကိုအမှတ်မှတ်လိုက်မယ်မှတ်ပြီးသွားလို့ရှိရင်သူ့ကိုဆရာမကဖြတ်ဆွဲလိုက်မယ်ဟုတ်တယ်လားဒီလိုမျိုးလေးဖြတ်ဆွဲလိုက် ဆိုတော့အဲ့ဒီအနားကိုဘယ်လောက်ပဲလိုချင်တာလဲ၄စင်တီမီတာပဲလိုချင်တာဆိုတော့ဒီလိုမျိုးလေးအာဒီကွန်ပါသုံးပြီးတော့မှဆွဲလို့လည်းရတယ်မဟုတ်ပဲねဒီတိုင်းလေးပဲဖြတ်လိုက်လည်းရဒီနေရာတိဒါ၄စင်တီမီတာဆရာမတော့လိုချင်တာဒါ၄စင်တီမီတာပဲလိုချင်တယ်ရပြီနော်ကဲအဲ့လိုရပြီဆိုလို့ရှိရင်ဒါက80ဒီဂရီဆွဲထားပြီသားဒီဘက်ကိုဘလောက်ဒီစင်တီမီတာလာမှာလဲဆိုတော့8စင်တီမီတာလာလိမ့်မယ်ဆိုတော့ဒီကနေပြီးတော့ဒီဘက်ကို8စင်တီမီတာတက်တက်ကလေးတိုင်းမတက်မှာကြောက်လို့ရှိရင်ဒီ အာဒီမြင်းပြိုင်ဆွဲတဲ့နီးလေးပေါ့နော်အဲ့ဒီမြင်းပြိုင်ဆွဲတဲ့နီးလေးရဲ့အတိုင်းဆွဲလိုက်လို့ရတယ်။ကြဲတာဆိုရင်ဒါရသွားရောဒီဘက်က80မီလီမီတာရလို့ရှိရင်ဒီနှစ်ခုကိုဆက်ရမယ်။ဒီနှစ်ခုကိုဆက်လိုက်တော့ဘလောက်ပဲရှိမှာလဲ4စင်တီမီတာရှိတယ်။နောက်ရှင်းရှင်းလေးပြီးသွားပြီဟုတ်လား။အဲ့တော့ဒါက8စင်တီမီတာဒါက4စင်တီမီတာ ဟုတ်ပြီနော်အဲ့တော့ဆင်မခုနကပြောတဲ့နီလန်အတိုင်းဒါကိုဒါဆွဲမယ်ဆိုလို့ရှိရင်ဒါ130တိုင်းပြီးတော့ဆွဲလို့ရတယ်ဟုတ်တယ်လားဒီနှစ်ခုပေါင်းချင်းဒီ130နော်ဒီဥပမာခုနကဆရာမတို့သွားတဲ့နေအတိုင်းဆိုဒါ130ဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်အနာအတောင်ကလေ130ရှိတယ်ဆိုတော့နီးနဲ့ဆွဲလို့ရတယ်ဆိုတော့အဲ့ဒီတိုင်းဆွဲကြည့်မယ်ဆိုရင်ကောဆိုတော့ဆရာမအဲ့ဒါလေးကိုဆွဲပြပေးမယ်နော်ဆိုတော့80စင်တီမီတာကိုအရင်ဦးဆုံးတိုင်းလိုက်မယ်အခြေအနှောင်းကိုအရင်တိုင်းလိုက်ပြီဆရာမ ဆိုတော့ဒီနဲ့ဒီကြား10စင်တီမီတာရရောဆိုတော့ရေးထားလိုက်မယ်10စင်တီမီတာပြီးတော့မှဒီဂရီတိုင်းမယ်ဘယ်လောက်တိုင်းရမှာလဲ130တိုင်းရမယ်ဒေါင်းဒီပြန်နားမှာရှိတယ်လေဒေါင်းဒီဒီဘက်ကလာတာမလို့ဒီ3ညနဲ့စရည်မယ်ဟိုဘက်က3ညမဟုတ်ဘူးเนาะဆိုတော့ဒီကနေ3ည အ30 20 30 40 50 60 80 90ဒီမှာနော်ဒီ130မဟုတ်ဘူးနော်90သွားရမယ်80 90 100 130ဆိုတော့ဒီနားမှာရှိအဲ့ဒီကအမှတ်ကလေးကိုဆီမှာမှတ်လိုက်မယ်အဲ့ဒီနေရာအမှတ်မှတ်လိုက်ပြီးတော့မှသူ့ကို ဖြတ်ဆွဲဖို့လို့အတွက်သူက5စင်တီမီတာရှိမှာဆိုတော့ဒီလိုမျိုးဒီကနေတိုင်းလိုက်တော့4စင်တီမီတာဒီနားမှာရှိနော်အဲ့တော့ဒီမှာဒါ4စင်တီမီတာတိုင်းလိုက်ပြီဆိုတော့ဒီဟာကိုဆီမှာ130နဲ့ဆွဲထားတာ ဟုတ်လားအဲ့တော့အဲ့ဒီနေရာမှာရေးစရာမလိုဘာကြောင့်လဲဆိုဆရာမတို့ဒီ130နဲ့ဆွဲခိုင်းတာမဟုတ်လို့ဟုတ်လားကဲဒါဆိုဒီဘက်ကိုဘယ်လောက်လာမှာလဲဆိုတော့အာဒီ8စင်တီမီတာလာမယ်8စင်တီမီတာကိုကလေးတို့အနေနဲ့အာဒီကွန်ပါသုံးပြီးတော့မှဆွဲလို့ရတယ်ဟုတ်လားဆင်မကွန်ပါနဲ့ဆွဲပြပေးမယ်အဲ့တော့ဒီမှာကွန်ပါနဲ့8စင်တီမီတာတော့ဒိုင်းထားလိုက်ပြီဆိုတော့ဒီကနေပြီးတော့ဒီအမှတ်ကနေပြီးတော့8စင်တီမီတာဖြတ်ထားဖြတ်ပြီးလို့ရှိရင်ဒီနဲ့ဒီကြားဘယ်လောက်လဲဆိုတော့4စင်တီမီတာဆိုတော့အဲ့ဒီ4စင်တီမီတာကိုလည်းတိုင်း လို့တိုက်ပြီးသွားလို့ရှိရင်အဲ့ဒီ၄စင်တီမီတာဒီကနေထောက်ထောက်ပြီးတော့ဒီမှာဖြတ်စုံတဲ့နေရာဒီလေးကိုအမှတ်ကလေးမှတ်အဲ့ဒီအမှတ်ကိုဒီလိုလေးဆက်လိုက်ခရရပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့လိုချင်တာရသွားပြီပေါ့ဒါ၄စင်တီမီတာရှိမယ် အဲ့တော့ဒါဒီ90ဒီဂရီရှိတယ်။အဲ့တော့ကိုကစိတ်မချအောင်ဆိုလို့ရှိရင်တိုင်းချလိုက်လို့ရတယ်။အဲ့တော့တိုင်းချမှာတော့ဒီလိုတိုင်းရမယ်ပေါ့နော်။ဒီလိုတိုင်းမှာဆိုတော့ဒီလိုလေးထား တက်အောင်ထားလိုက်လို့ရှိရင်ဒီမှာ၃ညနဲ့ရီလိုက်တော့10 20 30 40 50 60ငါတို့ဒီက၃ညနဲ့စာမှာဒေါင်းကဒီလိုလာတာမလို့ဒီမှာရှိတာမလို့ဒီ၃ညနဲ့စာမယ်ဒီဘက်ကနေမလာဘူးဒီမှာ130ဖြစ်ကုန်တော့မှာဒီဘက်ကလာရင်ကြားရနော်ဆိုတဲ့ခါကျတော့၃ည10 20 30 40 50 60 90ဆိုရဒီမှာရှိသွားတယ်ဒါဆိုဒီဒေါင်းဒီ90ဒီကလေးဒေါင်းဖြစ်တယ် ဘာပေါ့တလားအဲ့ဒီခါကျတော့ဒါကိုဘလို့ဆွဲခြင်းတလဲကလေးတို့အနေနဲ့ခုနကဒီဟာကိုရင်ဆွဲပြီးတော့မှဒီလိုဆွဲရင်လည်းရတယ်အဲ့တော့ဒီအကွန်ပါသုံးတာကတော့ကွန်ပါကိုဆင်မဒီမှာမသုံးထားအောင်ဒီမှာလည်းသုံးလို့ရတယ်ဟုတ်ပြီနော်ဒီကနေဒီလိုမျိုးအဖြတ်ချလိုက်လို့ရတယ်ဆိုတော့ဒီအဆင်ပြေတယ်လို့ဆွဲပါနောက်တစ်ပုံကိုဆွဲကြည့်အောင် နောက်တစ်ပုံကကြတော့ trapezium ပေးထားတယ်အရင်ဆုံးပဲအနားဆွဲမှာလေဒီ90 9စင်တီမီတာဆွဲမယ်အဲ့ဒီမှာဒီဘက်ဒါအောင်မှာ60ဒီဂရီတိုင်းဒီဘက်မှာ80ဒီဂရီတိုင်းတိုင်းပြီးသွားလို့ရှိရင်သူကဒီအနားရဲ့အလျားတွေမပေးထားဘူးဆိုတော့ဒါလေးကိုအရင်တိုင်းလိုက်မှာ4စင်တီမီတာတိုင်းပြီးလို့ရှိရင်ဒီဘက်နဲ့ဒီဘက်လေးကိုဆက်လိုက်ရုံပဲဟုတ်လားကဲဆွဲကြည့်အောင်ဆိုတော့3ညနဲ့9ချီ9စင်တီမီတာကိုဆွဲလိုက်ရော ဒီလိုအမှတ်ကလေးမှတ်လို့ရှိရင်တိုင်ရတာပို့ပြီးတော့မှအဆင်ပြေတယ်။ဆိုတော့ဒီနေရာမှာတောင်းနေဘလောက်တိုင်းမလဲ။တစ်ဖက်မှာ60ဒီဂရီနဲ့နောက်တစ်ဖက်ကအဲဒီ80ဒီဂရီကိုတိုင်းမယ်။ဆိုတော့ဒီလိုလေးထားထားလို့ရှိရင်တောင်းကဒီလိုလာတာနော်။တောင်းဒီဘက်မှာရှိတယ်ဆိုတော့ကြည့်ပါနော်။ဆိုတော့အဲ့လိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ60ဒီဂရီတိုင်း10 20 30 40 50 60 60နေရာမှာအမှတ်ကလေးမှတ်ပြီးတော့မှသူ့ကိုဖြတ်ထားလိုက်တော့မယ်။ ဟုတ်လားဒါဆိုရင်ဒီနေရာဘယ်လောက်လဲ60ဒီဂရီရသွားပြီဒီဘက်မှာဘယ်လောက်တိုင်းရမလဲ80ဒီဂရီဆိုတော့80ဒီဂရီလေးကိုတိုင်းလိုက်မယ်တောင်းဒီဘယ်လိုရှိလဲဒီလိုရှိတာတောင်းမှာဒီဘက်ကမလာဘူးဒီဘက်ကမလာဘူးနော်ကလေးတွေတော်တော်များများဒီ G4 မှာမာတာဒီဒီဘက်ကလာပြီးတော့ပုံနေဒီဒီလိုဖြစ်နေဟုတ်လားကဲစားဆိုရင်ဒီနေရာ၃ညနဲ့ဆလိုက်တော့ခါကြတော့ဒီမှာ80ဒီဒီနားမှာရှိဆိုတော့အဲ့ဒီနေရာလေးကိုဆီမှာအမှတ်ကလေးမှတ်ပြီးတော့မှဖြတ်ဆွဲလိုက်မယ်ဟုတ်ပြီနော် ဆိုတော့လူမျိုးတွေဆွဲလိုက်တဲ့ခါမှာဆံမရိုဒါဒီအနားကို၄စင်တီမီတာပဲလိုချင်တယ်။၄စင်တီမီတာကိုပေဒံလေးနဲ့ဒီလိုတိုင်းပြီးတော့မှဖြက်လို့မရဘူးလားဆိုတော့ရတယ်ဒီထိ။အဲ့ဒါကိုမှဒီကလေးတို့အနေနဲ့ဒီကွန်ပါတုံးချင်တယ်ဆိုလို့ရှိရင်ဒီနဲ့ဒီလေးကိုဒီလိုလေးကွန်ပါနဲ့တိုင်းပြီးတော့မှဒီလိုလေးဖြက်ချလိုက်တော့ဒါ၄စင်တီမီတာ။နော်ကွန်ပါမတုံးချင်ဘူးဆိုလို့ရှိရင်လည်းပဲဒီမှာဒီလိုလေးတိုင်းပြီးတော့မှဖြက်လိုက်တော့ဒါ၄စင်တီမီတာရမယ်။ဟုတ်ပြီနော်။အဲ့တော့ ဒါက4 cm ဆိုတော့ဒီမှာဆင်မတို့တိုင်းထားတဲ့ဒီဘက်ကအမှတ်နဲ့ဒီဘက်ကအဲဒီအမှတ်ကလေးနဲ့ပေါ့နော်သူနဲ့ပြိုင်အောင်ဆွဲရမှာမပြိုင်မှကြောက်တယ်ဆိုလို့ရှိရင်ခုနကဆင်မတို့ဒီမြင်းပြိုင်ဆွဲတဲ့နေ့အတိုင်းကလေးသွားပြီးတော့မှဆွဲလိုက်လို့ရဒီတိုင်းဆက်ချလိုက်လို့ရှိရင်တခါတလေမှစောင်းသွားတာတွေရှိတတ်တယ်ဟုတ်လားအဲ့လိုမျိုးကိုကစိုးရိမ်နေဆိုလို့ရှိရင်ကြတော့အာဒီခုနကမြင်းပြိုင်ဆွဲတဲ့နေ့လေးပေါ့နော်အဲ့လိုမျိုးလေးထားထားပြီးတော့မှဒီလိုမျိုးလေးသွား တွားပြီးလို့ရှိရင်ဆရာမတို့ကဒီအမှတ်နေရာရောက်သွားတော့ဒီမျိုးထောက်ပြီးတော့မှဆွဲချလိုက်ရမယ်ဒီမှာဆရာမတော်မှနေလေးစောင်းနေတယ်အဲ့လိုမျိုးလေးပေါ့နော်ဆရာရမလားဟုတ်ပြီအဲ့တော့ဆရာမနံပါတ်5ရောက်သွားပြီအပါနေပြန်စတူကန်နဲ့ရွန်ဘက်ရှိကုလက်များအဖြစ်ပါ ဆိုတော့အနေပြိုင်စတုဂန်ပုံဒါကရမ်ဘက်ပုံအဲ့တော့ရှေ့ကလိလာထားပြီးပြီအနေပြိုင်စတုဂန်မှာမျက်နှာချင်းဆိုင်အနားတွေရဲ့အလျားညိတယ်ဆိုတာသိခဲ့ပြီးပြီဆိုတော့ဒါ6စင်တီမီတာဆိုရင်ဒါဘယ်လောက်ရှိလဲ6စင်တီမီတာရှိမှာပေါ့မြင့်တဲ့ချင်းဆိုင်အနာဒီတစုံကပြိုင်လဲပြိုင်တယ်ညီလဲညီတယ်ဒီဘက်ကလည်းဒါ၄စင်တီမီတာဆိုရင်ဒါလည်းဘယ်လောက်ရှိလဲ၄စင်တီမီတာရှိတယ်ဆိုတာသိပြီးသွားပြီအဲ့ဒီမှာအဲဆင်မတို့ကဒါ55ဆိုရင်သူ့ရဲ့မြင့်တဲ့ချင်းဆိုင်တောင်ဘယ်လောက်ရှိလဲ55ဒီဂရီရှိတယ် ်ဒါ125ဆိုရင် သူ့ရဲ့မျက်နှာချင်းဆိုင်တောင်းသည်125ဒီဂရီရှိတယ်ရပြီနော်နောက်တစ်ခုက rumbet rumbet မှာလည်းပဲအာဒီဆမရတိထားရမှာဒီ rumbet ဒီအနားလေးနားစလုံးကြီးတယ်ဆိုတာတိထားရမယ်ဒါဆိုဒါက5 cm ဆိုရင်ဒီကဒီအနားလေးကလည်း5 cm ဒီအနားလေးကလည်း5 cm ဒါလည်း5 cm ရပြီနော်အဲ့တော့ဒေါက်နေရာကျတော့ तू က65 degree ဆိုရင် तू ရဲ့မျက်နှာချင်းဆိုင်တော့ မျက်နှာချင်းဆိုင်သူနဲ့တဲ့တဲ့သူရဲ့မျက်နှာချင်းဆိုင်တောင်းကလည်း65ဒီဂရီရှိတယ်။အဲ့ဘီနော်ဒါ135ဆိုရင်သူနဲ့မျက်နှာချင်းဆိုင်ဒီတောင်းကလေးကလည်း135ဒီဂရီရှိတယ်။ရမလား ကဲဒါဆိုလို့ရှိရင်ဆရာမတို့ကဒါဖြစ်ပြီးသွားရွယ်လေလေအောက်ပါပုံအသေးသေးတွင်စတူဂန်တစ်ခုစီဒေါင်းဖြတ်မြင်းများကိုဖော်ပြထားသည်ဒီမှာဒေါင်းဖြတ်မြင်းတွေဖော်ပြထားပါတယ်ဒီဒေါင်းဖြတ်မြင်းတွေကိုဆရာမတို့ကဆက်လိုက်ပြီးတော့မှစတူဂန်တွေဆွဲရမယ်မီဒီစတူဂန်ဖြစ်မိနေတယ်အဲ့တော့ဆရာမတို့ဒါလေးဆွဲကြည့်အောင်ကကြီးကိုကြည့်မယ်တောင်ဖြက်မြင်းပေးထားတယ်ဒီကဒီအမှတ်လေးတွေကိုဆက်လိုက်ရုံပဲ ဟုတ်လားပြီးလို့ရှိရင်သူ student တခုဖြစ်လာမယ်အဲ့ဒီ student ဒီဘာ student လဲဆိုတာဒီကိုရေးရမယ်အဲ့တော့ဒါလေးကိုတေချာလေးဆက်မယ် ကဲပုံတစ်ပုံရသွားပြီဒါပုံဘာပုံရသွားပြီလေဒီအနာရေဒီအနာရေအနာတစုံပြိုင်နေဒီအနာနဲ့ဒီအနာနဲ့အနာတစုံပြိုင်အနာနှစ်စုံပြိုင်နေပြီးတော့တို့ရဲ့အလျားတွေတူတယ်တူတာဖြစ်တဲ့အတွက်ကြောင့်ဒါပါပုံလေအနှစ်ပြိုင်စတုခင်ဆိုပြီးဒီလိုလေးရေးလိုက်ရုံပဲအနှစ်ပြိုင်စတုခင်ခဝေးကိုဆက်လိုက်ပဲဒီအမတ်တွေကိုတိကျလေးဆက်မယ်နော် ကဲဘာပုံရသွားပြီလဲအဲ့တော့နံပါတ်ခဝဲပုံဒီပါလေ Downman's Token အဲ့တော့ Downman's Token မှာတော့ဒီ down ဖြတ်မြင်းနေသည်ဒီကနေဒီတဝက်ဒီတဝက်ဒီအကုန်လုံးကြီးတယ်ဆိုတာကိုသိရမယ်နော်အဲ့တော့ရှေ့ကသင်ငန်းစာတွေမှာပါပြီးသားပါ Downman's Token နောက်ပြီးနောက်တစ်ခုဆက်လိုက်မယ်အမှတ်တေးတွေဒီလိုအမှတ်ကလေးတွေလုပ်ပြီးတော့ဆက်လို့ရှိရင်ပို့ပြီးတော့မှလွယ်မယ်ပေါ့နော်ဆိုတော့ဆက်ချလိုက်မယ် ကဲဒါပါပုံလဲကလေးတို့စဉ်းစားကြည့်ပါဒီအနာတွေရဲ့အလျားတွေအကုန်ညီတယ်ဟုတ်ပြီနော်အနာတွေရဲ့အလျားတွေအကုန်ညီတယ်ဆိုတော့သူဒီပါပုံဖြစ်မလဲရွန်ဘက်ပုံဖြစ်ပါတယ်ဒီနဲ့ချင်းဆိုင်အနာတွေကလည်းပြိုင်နေအနာတွေရဲ့အလျားတွေကလည်းအကုန်လုံးညီတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုဆက်လိုက်မယ်ဒီအမှတ်တွေကိုဆက်လိုက် ကဲဒီမှာလေအနာလီနာစလုံးရဲ့အလျားတွေညီတယ်ဒီမှာဒီဒီဒေါင်နေဒီ60ဒီဂရီဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒါပါပုံလေစတူယန်ပုံဖြစ်သွားပြီရမလားနောက်တစ်ခုကြည့်ရအောင်နော်ကိမင်းပေါ်ရှိကွက်လက်များကိုဖြည့်ပါတဲ့ကိမင်းပေါ်မှာကွက်လက်လေးတွေရှိရင်သူ့ဖြည့်ရအောင်ဆိုတော့နှစ်ရှိတယ်ဒီမှာအရင်ဆုံးဘာတွေရှိလဲဆိုတော့စဉ်းစားကြည့်ရအောင်နှစ်ရှိတယ်ဒီဘက်မှာကျတော့တနေရရမှာ3ရှိမှာ နှစ်နဲ့သုံးနဲ့ကြားတဲ့ကိုသူကအပိုင်းကလေး၁၀ပိုင်းပိုင်းထားလိုက်တယ်။နှစ်ပိုင်း၊တစ်ပိုင်း၊နှစ်ပိုင်း၊၃ပိုင်း၊၄ပိုင်း၊၅ပိုင်း။ဘောဘမှာ၆ပိုင်း၊၇ပိုင်း၊၈ပိုင်း၊၉ပိုင်း၊၁၀ပိုင်း။သူကတော့မပါတော့မပါတော့ဟုတ်ပြီနော်။ဟိုဆိုတော့ဆရာမတို့ဒါနားလေပူရင်ကျ။ဘယ်နဲ့ဘယ်ကြားတဲ့ကိုဘလို့ပိုင်းလိုက်တာလဲဆိုတော့ကလေးတွေကမသိတော့ဘူး။ဒီမှာနှစ်ပြီးတော့နှစ်နဲ့သမတ်တက်ရောက်သွားတာကိုသူကနားမလဲဘူး။ဆိုတော့နှစ်နဲ့သုံးနဲ့ကြားတဲ့က နော်ကလေးတချို့မရတာတွေရှိလို့ပါနှစ်နဲ့သုံးနဲ့ကြားရတဲ့ဆရာမတော်ဆယ်ပိုင်းပိုင်းလိုက်တယ်တပိုင်းဒီနှစ်တသက်မှာ7နှစ်တသက်မှာ2နှစ်တသက်မှာ3နှစ်တသက်မှာ4နှစ်တသက်မှာ5ဟိုဘက်အစိပ်ပိုင်းကိုဆရာမတော်မသိတော့ကဲဒါဆိုရင်နှစ်ရဲ့ရှေ့မှာရောတစ်ရှိတယ် တိနေနေနေဂျားတဲ့အောဆရာမတို့ဆယ်ပိုင်းပိုင်းမယ်ဆယ်ပိုင်းပိုင်းတော့တိတတမ1တိတတမ2တိတတမ3တိတတမ4တိတတမ5တိတတမ6တိတတမ8တိတတမ9တိတတမ10နဲ့ဆိုပြလာမယ်ဒါဆိုဒီဘက်တနေရာရမှာတိတတမ9ဆိုတာရှိမှာပေါ့တိတတမ9နဲ့နေနေဂျားထဲမှာ10စိတ်ရှိမှာပေါ့ဘောပေါလားဒါဆိုရင်ဆရာမဒီမှာ10စိတ်ရေးလိုက်မယ်10 3 4 5 6980ကဲတိတိသမ9နည်းနည်းနဲ့ကြားထဲမှာ10စိတ်ရှိအဲ့ဒီ10စိတ်ထဲမှာဒါသည်ဘလောက်လဲတိတိသမ9နည်းနည်းနဲ့ကြားသည်ဒါကတိတိသမ9တက်ဟုတ်ပြီနော်ဒီအားဒီတိတိသမ9နည်းတိတိသမ9 3တိတိသမ9 4တိတိသမ9 5တိတိသမ9 6တိတိသမ9 9တိတိသမ9 8တိတိသမ9 9နည်းဆိုပြီးရရမယ်ဒါဆိုဒါဘလောက်လဲဆိုတော့တိတိသမ9 8 ရပြီနော်အဲ့ဒါဆိုရင်ဒါကနေတသမတ1ဒီဒဇိတ်ကလေးတွေရလီစိတ်အစိတ်ကလေးတွေဖြစ်တယ်၃ညရတမ၃ညတစ်တွေဖြစ်တယ်နော်ဒီဒဇိတ်ကဘယ်လောက်လဲဆိုရင်၃ညရတမ၃ညတစ်နေ့ရတမတည့်ရနောက်ကိုဆက်သွားလို့ရှိရင်ကြတော့နေ့ရတမအာနေ့ရတမတစ်တဲ့နေ့ရတမတင်နဲ့နေ့ရတမတစ်တော့နေ့ရတမတစ်လေးနေ့ရတမတင်ငါဆိုတော့ဒါဘယ်လောက်လဲနေ့ရတမတင်ငါဆိုပြီးရသွားပြီဟုတ်လားကက်ဒီကိုဆက်ကြည့်လိုက်မယ်နေ့ရတမတစ်ပြီးတော့နှစ်နှစ်လာတယ် သုံးလာတယ်။သုံးကလည်းဆက်ပြီးရှိသွားမယ်။ဒီဆယ်လီစိတ်အစိတ်ကလေးတစ်စိတ်စီရှိသွားမယ်။တိရသမ31နိရသမ32မိရသမ32ဆိုတော့ရသွားရဟုတ်လား။ဆိုတော့ဒါကနိရသမ4နိရသမ41နိရသမ42နိရသမ43နိရသမ44 45 46နိရသမ4ခွန်။ရပြီနော်။နိရသမ4ခွန်ဆိုပြီးတော့ရမယ်။ဒါတော့ဆိုရင်ကလေးတို့ကဒါကိုဖြစ်တတ်ပြီလို့ဆရာမယူဆရတယ်။နောက်တစ်ခုကြည့်အောင် အိမ်နှစ်ခုနိုင်ရှင်မယ်သင်္ကေတာပို၍ကြီးသောပို၍ငယ်သော greater than less than ဆိုတော့ရှိမယ်သုံးတသမရှင်းနဲ့သုံးတသမခုနှစ်ကိုဆိုတော့ခုတွေခုတွေနိုင်ရှင်မယ်ခုတွေခုတွေတူတယ်ကဲဆယ်လီစိတ်နှစ်ခုနိုင်ရှင်မယ်ဒါကြီးတယ်ဆိုတော့သူကကြီးတာပေါ့ဟုတ်လားနောက်တစ်ခုခုနှစ်တသမ၃ညာ၅ခုနှစ်တသမ၅ခုနှစ်ရခုနှစ်ရခုတွေနိုင်ရှင်မယ်တူတယ်ဆိုတော့ဆယ်လီစိတ်နိုင်ရှင်တော့ဒီဘက်ကဆယ်လီစိတ်ကြီးတဲ့အတွက်ကြောင့်မလို့ဒီဘက်မှာပို့ပြီးတော့ကြီးမယ် 10နဲ့1နဲ့ဆိုကြရပါဖြစ်လေ10ကပို့ပြီးတော့မှကြီးမှာပေါ့ဒါတော့ရှင်းရှင်းလေးဟုတ်လားနောက်တစ်ခုကြည့်မယ်3.4ဤ10ဇာနဲ့3.4ဤ10ပိုင်းတစ်ပိုင်းကြည့်ဒါဆိုရင်3.4ဤ10ဇာ10ဇာလို့ပြောလို့ရှိရင်ဆရာမတို့10နဲ့မြောက်တာနဲ့တူတူပဲ3.4အမြောက်10နဲ့တူတူပဲဒါကိုထည့်ရေးခြင်းလည်းရတယ်။ကျောင်းကမရေးမရေးလည်းရတယ်ဟုတ်ပြီနော်။အဲတော့10နဲ့မြောက်ရင်တနေရာဒီရှေ့ကိုတိုးသွားတယ်လို့ဆရာမပြောတာ။ခုနေရာမှာရှေ့ရင်10နေရာမှာရောက်မယ်။10လေးစိတ်နေရာမှာရှေ့ရင်ခုနေရာရောက် 34ပေါ့ဟုတ်လား3တက်မှ4 30ပိုင်းတစ်ပိုင်းဆိုတာဒီ30ပိုင်းတစ်ပိုင်းဆိုတာက30နဲ့စားတာနဲ့တူတူပဲစားပြီဆိုကြတဲ့နေရာတနေရာဒီယော့သွားမယ်ခုမှရှိတဲ့3ဒီဆယ်လေးစိတ်နေရာရောက်သွားမယ်ဟုတ်လားခုမှရှိတဲ့ဒီခုနေရာမှာရှိတဲ့၃ကဆယ်လီစိတ်နေရာရောက်မယ်ဆယ်လီစိတ်နေရာရှိတဲ့၃၄ဒီယာလီစိတ်နေရာရောက်မယ်၃ရတဲ့တက်မှ၃လေးတို့ရဲ့တန်ဖိုးဒီတစ်စစ်ယော့သွားမယ်ဟုတ်ပြီလား ဒီတော့ဆရာမတို့နံပါတ်30ကိုပေါင်းမယ်ဒီမှာအပေါင်းရဲ့အနှုတ်ရဲ့ဆိုဒါလေးတွေကတော့လွဲပါတယ်ဒါပေမဲ့ဆရာမကဟိုမရတဲ့ကလေးတွေလည်းကြီးလို့ရအောင်ဆိုပြီးတော့မှဒီနည်းနည်းမြင့်မြန်လေးရှင်းပြလိုက်မယ်ဟုတ်ပြီနော်ဆိုတော့ပေါင်းမယ်နှုတ်မယ်ဒီတသမကင်းတွေပေါင်းနေလို့တဲ့ခါမှာအဓိကသတိထားရမယ့်အချက်တစ်ချက်ကဘာပဲလဲဆိုတော့သူတို့ကိုသူတို့ရဲ့နေရာလိုက်တန်ဖို့အလိုက်တည့်အောင်ရှင်းရမယ်ဆိုတဲ့အချက်ကလေးတစ်ချက်ပဲ ဟုတ်ပြီနော်အဲ့တော့ခုတွေတဲအောင်ရေးမယ်တသမတွေတဲအောင်ရေးမယ်ဆယ်လီစိတ်တွေတဲအောင်ရေးမယ်ယာလီစိတ်တွေတဲအောင်ရေးမယ်ဒါလေးပါပဲကဲဒါဆိုရင်စမတော့ပေါင်းကြည့်အောင်9ရက်2ရက်က9 4ရက်3ရက်က9 5ရက်1ရက်က6တသမကိုသူ့နေရာသူဆွဲအဲ့တော့ကလေးတို့ကတော့အဖြေရေးပါအဖြေသည်6တသမ9 9ပါရပြီနော်ခါကွေး6ရက်2ရက်က8 8ရက်5ရက်73 3ရက်10 ၃ရက်၁ရက်၄၄ရက်၁ရက်ငါငါတမ၃ရက်နောက်တစ်ခုကငယ်က၁၂ဒသမ9 6 21ဒသမ9ခွန်စပေါင်းလိုက်မယ်6ရက်ခွန်ရက်က73 3 1 1ဒါကစက်ခွန်ခွန်ရက်1 1 2 3ဆိုတော့4ရက်1ရက်က3ဒသမဆွေ34ဒသမခွန်3 9ရက်1ရက်30 3ညရက်1 1 9ရက်1ရက်6 6ရက်4ရက်30 3ညရက်1 1 ၄ရက်၁ရက်၅၅ရက်၃ရက်၈ဆိုတော့၈ရက်သမာ၃ည၃ဆိုတော့အဖြေရေးလို့ရှိရင်သူ့ကိုဆင်မှာတော့၈လို့ပဲရေးမယ်ဟုတ်ပြီနော်ငါကကြာတော့သူက7လစိတ်ပဲရှိတာဆိုတော့7 7လစိတ်အချင်းချင်းတက်အောင်ရေးတသမအချင်းချင်းတက်အောင်ရေးခုလေးတက်အောင်ရေးဒီမှာ၃ညရှိတယ်ဒီလိုမျိုးလေးထည့်လိုက်ကြည့်ဒါဆိုပေါင်းလိုက်မယ်၃ညရဲ့၃ရက်က၃၅ရက်နေ့ရက်က၁၂နေ့ရေးတစ်တင်ဆိုတော့ဒီမှာ၁ဆိုတော့၁တသမ၂၃စာလုံးက ဒီလိုမျိုးလေးအရင်ဝဆုံးထည့်ထားလိုက်မယ်ဟုတ်ပြီနော်ဒသမ၃ည၃ညဆိုပြီးတော့အဲ့ဒါမှဒီပေါင်းရနှုတ်ရတဲ့အချိန်မှာလွှဲသွားလိမ့်မယ်ဆိုတော့ပေါင်းလိုက်တော့9နှစ်8ရက်နဲ့ရက်က sorry 8ရက်6ရက်က14ဆိုတော့14ဒသမ19ဒါပြီလားနောက်တစ်ခု8ရက်4ရက်7နှစ်အော် sorry စမရရှိထရလေးကိုနှုတ်တော့၄အနှုတ်နော်6ထရ1ကိုနှုတ်တော့9ကိုရီးယားနှစ်ကိုနှုတ်တော့9ဆိုတော့9ဒသမ94နောက်တစ်ခုဇာွယ် တက်အောင်ရေးရမယ်အဓိကဒီတက်အောင်ရေးရမယ်6ရက်ထဲရ3ခုလို့တော့3နှစ်ထဲရ5ဟာမနှုံးလောက်10ချီ10ရက်5ဟောင်းလုံး5ရက်နေရက်က9 4က sorry 9က6 6ထဲရ4ဟောင်းလုံးတော့2နှစ်တက်မှာ9 3နောက်တစ်ခုကဇာခွဲဇာခွဲမှာလည်းကျွန်တော်တက်အောင်ရေးလိုက်မယ်။ငားရက်ကိုကိုနှုတ်မနှုတ်လောက်30ချီ30ရက်ကိုကိုနှုတ်1 1ရက်9ရက်6 4က3 ဆိုတော့3ရက်8ကိုမလုံးနိုင်တော့10ရက်ထက်ချီ10ရက်8ကိုတော့2 2ရက်3ရက်ကမိက1တက်ရက်8ကိုမလုံးနိုင်တော့10ချီ10ရက်8ကိုတော့2 2ရက်ထက်က3 3ကတက်ပေးလိုက်တော့2ဖြစ်မယ်2ထက်က1ကိုတော့1ချီပါပြီလားဆိုတော့ဒသမသူ့နေရာနဲ့သူဆွဲ73ဒသမ56 နောက်တစ်ခုအဓိကတက်အောင်ရေးမယ်လေးရက်လေးုံတော့တုံညာနှစ်ထရံ၅ကိုမနှုံးနိုင်တက်စေတစ်ဆယ်ရက်ငောင်းတော့ငါငါရင်းနေရက်က9တသမတော့ sorry ဒါကခွန်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 တရခွန်နှုတ်တော့တုံညာသတမနေဆွဲလိုက်တော့တုံညာတသမခွန်နှုတ်တုံညာအဖြစ်ရင်းရင်တုံညာတသမခွန်နှုတ်လို့ပဲရေးပေးရမယ်နောက်တစ်ခု ဒီမှာ30ရက်သက်မှလေ6ရက်သက်မှ6တက်အဲ့တော့ဒီလိုမျိုးတက်အောင်ရေးတဲ့အချိန်မှာဒီလိုမျိုးပုံစံတွေအမှားတက်ကြတယ်နော်ဆိုတော့ဒီမှာ3ညကိုထည့်ထားလိုက်မယ်နှုတ်ရတာလွယ်သွားအောင်လို့ဟုတ်ပြီနော်တုံညာတရားတစ်ကိုမနှုတ်နိုင်တော့တက်စေတစေတရားတစ်ကိုနှုတ်တော့ကိုလေးဒီတုံဟုတ်လားဆိုတော့၃တဲက၆ကိုမနှုတ်နိုင်တော့ဒီကနေတက်စေတစေတရား၆ကိုနှုတ်တော့လေး ၄ရက်၃ရက်က9လီတာ10က6တခါလဲသွားလိုက်မယ်6ရက်ကိုနုံတော့3ညတသမနေရတသမကိုဆွဲလိုက်ရုံပဲနောက်တော့ကိုကိုတဲကနေပြီးတော့မှ3တသမခွန်ကောင်းနှုတ်မယ်အဲ့တော့ကိုဒီခုနေရာမှာရှိတာမလို့ဒီကခုနဲ့တက်အောင်ရေးရမယ်နော်ဒါလေးပါပဲဆိုတော့ဒီမှာ3ညတသမ9ကိုမနှုတ်နိုင်တော့30 30တသမမှာ30ကနေ9ကိုနုံတော့9ဒီက3ညဒီ9ဒီက9ဒီ10 ်ဟုတ်လားဆိုတော့9ထဲက8ခုနှုတ်လိုက်တော့2 shit ဲက3ခုနှုတ်တော့အာငါဆိုတော့ငါးတက်မှာ1 5ဆိုတော့ရရတယ်ဒါလေးတွေကလွယ်လို့ဆင်မပြမြန်လေးသွားလိုက်တယ်တကယ်လို့ကိုကနားမလဲဆိုရင်နည်းလေးဗီဒီယိုလေးကိုပြင်ပြန်ပြီးတော့ကြည့်ပေးပါဒီမှာအဓိကဒီဘာပဲလဲဆိုတော့အဲ့လိုမျိုးအဲဒီတက်အောင်ရေးတယ်ဆိုတော့ဒီတစ်ခုတည်းပါပဲကျန်တာပေါင်းတာနှုတ်တာဒီကိလို့ဒီ G3 D2 မှာခဲကအများကြီးသိလာပြီဒါမလို့ဆင်မပြမြန်လေးပဲသွားလိုက်တယ်ခက်တဲ့စိတ်ပိုင်းကိုပဲ နည်းနည်းလေးပို့ပြီးတော့ပြောတာပါเนาะဇာဆိုလို့ရှိရင်ဇမရဒီအခန်း73ပြန်လည်ချိန်ခံပြီးသွားပါပြီခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်ရှင်